ီနေ့မနေ့ဟိုတို့ဟို energy ရုံးချုပ်မှာဒီဟိုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရေးဆွဲဖို့အတွက်အဲလက်မှတ်တော်ထိုးပေးတယ်အမှုပညာရှင်တွေပေါ့နော်အကန်ဟိုဟိုဟိုအမှုပညာရှင်တွေဆိုရုပ်ရှင်ဂီတာအားလုံးစုပြီးတော့ဒီအတွက်ဟိုလက်မှတ်ထိုးကြမယ်ဆိုဆိုပြီးတော့ပြောတယ်ဒါကတော့ကိုယ်စံတော့ထိုးခြင်းနဲ့ရတယ်မထိုးခြင်းနဲ့ရတယ် အဲဒုတိယထိုးပြပါလေ။ဘာလို့ထိုးပြလဲဆိုတော့ဒီဟိုထိုးခြင်းလို့ထိုးတာပေါ့နော်။ဥပမာပြင်ဆင်လဲပြင်ဆင်စေခြင်းလို့ပေါ့နော်။ပြင်ဆင်လဲဆိုတော့ဒီမိုကရေစီကိုရှေ့ရှုမယ်ဆိုရင်ပေါ့နော်။အရင်တော့ကသုံးခဲ့တဲ့အရာတွေဘာမှမသုံးတာအကောင်းဆုံးပဲလို့တော့ဝန်ကတော့မြင်ပါတယ်။အပြည့်လဲဆိုဒါမှဟိုဒါဒီမိုကရေစီကအစ်စ်ဖြစ်လာမှာပေါ့နော်ဟိုအရင်ကအရင်တော့အသုံးခဲ့တာကြီးအသုံးခဲ့တဲ့အတွက်လဲတိုင်းပြည်ပြည်လုံးကအားလုံးကစဉ်းစဉ်းရဲနဲ့ဒုက္ခရောက်ပြီးနေခဲ့ရတာဆိုတော့လေဘာပဲပြောတိုင်းပြည်ကောင်းမယ်ဆိုရင်တော့ဘာမှမဆို လုတ်တင်နေလို့ဝမ်းတော့ထင်ပါတယ်ပြီးတော့အဲအဲ့လိုမျိုးပေါ့ဟိုအေဟိုအကဲတကယ်ကိုပြည်သူလူထုအတွက်အကျိုးရှိမဲ့ဟာတွေအချက်လက်တွေကိုပြင်ဆင်ရေးဆွဲပြီးတဲ့အခါကျလို့ရှိရင်လည်းအဲကိုဟိုဒီတိုင်းကိုလိုက်လို့မယ်ဆိုလို့ရှိရင်ပြည်သူလူထုကလည်းအဲမလိုက်နာပဲနေမှာမဟုတ်ဘူးအားလုံးလိုက်နာလို့ရှိရင်အဲနှစ်ဦးနှစ်ဖက်အကုန်လုံးအကျိုးရှိမယ်အာအဲ့တော့ အဓိကတော့ဟိုနာပေါ်ဒီတိုင်းပြည်အတွက်ရေပြည်သူလူထုရဲ့အတွက်ပဲပေါ့နော်ဒါပြည်သူလူထုကိုယ်တိုင်လုံးမှာပဲရမှာပေါ့ဒီကိစ္စရဲ့အကုန်လုံးကလေဘလို့ပဲဖြစ်ဖြစ်အထက်ကပဲဘလောက်လုံးလို့ကိုယ်တိုင်လည်းမလုံနိုင်တယ်မရအောင်အဲ့အတွက်အားလုံးကတခဲနဲ့စိတ်ပါဝင်စားစွာလှုပ်တင်တယ်လို့ထင်ပါတယ်ဟိုဒီဥပဒေကကိုတို့အရင်ပုံစံအရင်အရင်ပုံစံအတိုင်းပဲဘာမှမပြောင်းလဲလို့ဆိုအရင်ပုံစံအတိုင်းပဲဖြစ်နေမှာဆိုတဲ့အဖြစ်เนาะဒါပြောင်းလဲမှသာလျှင် ဟိုအစ်စ်အစ်စ်ဆိုတဲ့အဖြေတခုထွက်လာမယ်အဲ့ဒါကြောင့်မလို့အဲဒါပြောင်းလဲစီခြင်းလို့ကိုတို့ကလက်မှတ်ရေးထိုးခြင်းဖြစ်ပါတယ်ဟုတ်ဘာဖြစ်လဲဆိုတော့ကိုတို့ဒီမှာအခုကိုတို့မြန်မာပြည်မှာနေကိုတို့နိုင်ငံတကာကိုသွားပြီးတော့နော်တရားဟိုကိုတို့အထွေကြုံအဲ့အထွေကြုံနေနဲ့ရှင်လိုက်လို့ရှိရင်ဒါအများကြီးကွာဟနေအများကြီးလိုအပ်နေတယ်ကျွန်တော်မြန်မာပြည်သူလူထုတွေဒီတဲ့မကပို့ပြီးတော့မသေးခင်မှာကျွန်တော်လည်းကျွန်တော်မသေးခင်မှာဟိုတခြားနိုင်ငံတခြားအိန္ဒိယနိုင်ငံအဝေးမပြောနဲ့အိန္ဒိယနိုင်ငံတွေ တိုးတက်ဒီလိုမျိုးတ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 က်ပြီးတော့အားလုံးပျော်ရွှင်ရွှင်နဲ့အတိုင်းပြည်သားရဝါပြောတာမျိုးပြောနေမဟုတ်ပဲနဲ့တကယ်ကိုအားလုံးခံစားစေချင်တယ်ခံစားစေချင်တယ်မသိခင်မှာလဲမိုးပြန်တရားကြီးဒီနဲ့အဲ့လိုမျိုးလေးများဖြစ်လာမလားဟိုပြောရင်းချက်လေးနဲ့ကျွန်တော်တို့ကပြီးတော့ generation ရှိရလေအဲဒါကြောင့်ပြီးတော့အဲအမေစုကလည်းပေါ့နော်ဘာပဲပြောတိုင်းပြည်တို့အခြေအကြအနစ်နာခံတာ ်သူဘာတွေလုပ်ပြမလဲသူဘာတွေလုပ်မလဲဆိုတာအရင်စိတ်ဝင်စားဖို့ကောင်းပါတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်သူရာသမရဖြစ်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုတော့ဝင်အရင်စိတ်ဝင်စားပါအဲ့အတွက်ကြောင့်ပါအမှန်ဖြစ်နေတယ်လေအမေစုပဲဗောအမေစုပါအမေစုဒေတာဟောဖြစ်စီခြင်းဘာဖြစ်လို့လဲဆိုမြန်မာနိုင်ငံအတွက်အကြာကြီးเนาะဒီလူခွင့်ရေးပိတ်အိတ်ပင်ခံထားပြီးတော့အကြာကြီးသတိထားတာเนาะပြီးတော့ဟိုတကဘာလုံးက ဟိုလူတော်တယောက်ဆိုပြီးအတိမတ်ပြုခံထားရတယ်ကျွန်တော်တို့မြန်မာနိုင်ငံအမေစုဒါကျွန်တော်တို့နိုင်ငံရဲ့တမရဖြစ်သွားမယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ကောင်းတဲ့ဘက်ကိုတော့အများကြီးပြောင်းလဲလာမယ်လို့ယူဆပါတယ်ပြည်သူလူထုကို တိုက်တွန်းနေတာတော့ဟိုအဓိကဟိုကိုချင်းစာတရားရှိပြီးတော့အလူတယောက်နဲ့တယောက် respect ရှိပြီးတော့ဟိုဟိုနာခံတတ်တဲ့ဟာမျိုးမှားမှန်ခွဲခြားတတ်တဲ့ဟာမျိုး အဲ့လိုအဲ့လိုမျိုးတွေအဲ့လိုမျိုးတွေပြေဝစီခြင်းဟုတ်တူတူပါပဲအဲ့ဒါတော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပြောချင်ပါဟုတ်တူတူပါပဲဒါပေမဲ့အမားအမှန်ကိုလည်းခွဲခြားနိုင်ပါစေ